ားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်မိုးလေဝသနဲ့ဇလားဗီရာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန့်မှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာအရေးကြီးမိုးလေဝသအနေနဲ့တိုင်ဖုန်မုန်တိုင်းဘူးလိုက်ပြီးနောက်ဆုံးရမိုးလေဝသခန့်မှန်းချက်များနဲ့မိုးကြီးကြီးကြောင့်စိုးရင်ရေမထက်ကျော်လွန်နေတဲ့ရေကြီးခြင်းအန္တရာယ်သတိပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရယ်ခင်ဗျာ ထမဆုံးအနေနဲ့မိုးလေဝသနယ်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကနောက်ဆုံးတင်ပြထားတဲ့မုန်တိုင်းပူလိုင်းအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာမနေ့ကမြန်မာစောင်းနိုင်ငံ18နိုင်30အချိန်တိုက်ထွာချက်များအရဗီရန်နိုင်ငံနဲ့လာအိုနိုင်ငံနေဆက်ဒေသများကိုဖျက်ကျော်လဲရှိတဲ့အပူပိုင်းမုန်တိုင်းပူလိုင်းအနောက်နောက်မြောက်ဘက်သို့ရေရှားခဲ့ပြီးလာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဖျက်ကျော်လဲရှိပါတယ်အဆိုပါပူပိုင်းမုန်တိုင်းပူလိုင်းဟာအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရေရှားနိုင်ပြီးယနေ့ညနေပိုင်းမှာပူပိုင်းမုန်တိုင်းငယ်ဖြစ်အာရော့က လာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဆက်လက်ဖြတ်ကျော်နိုင်ပြီး30ရက်ကုလ2025ရက်နေ့နံနက်ပိုင်းမှာလာအိုနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေသများကိုဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။နောက်48နာရီအတွင်းခန့်မှန်းချက်ကတော့အဆိုပါပူပိုင်းမုံတိုင်းဘူလိုင်းအားအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးယနေ့ညပိုင်းမှာပူပိုင်းမုံတိုင်းငယ်ဖြစ်အာရော့နိုင်ကလာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဖြတ်ကျော်နိုင်ပြီး30ရက်ကုလ2025ရက်နေ့နံနက်ပိုင်းမှာလာအိုနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေသများကို၎င်းဆက်လက်ဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းထားပါတယ် ။သတိပေးနှုတ်ဆက်ချက်ကတော့အဆိုပါဘူပိုင်းမုံတိုင်းဘူလိုင်းမှပြတ်ထွက်လာတဲ့တိုင်တိုင်များကြောင့်ယနေ့ညနေမှတရက်10လ2025ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးရော်ရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာအနှံ့ပြားမိုးထချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်၍မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ် မြမကန်ရနာတခြားနယ်ကလုံးပင်လယ်ပြင်တို့မှာရန်ဖန်ရန်ခါမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအိုက်ကို35မိုင်အထိတိုက်ခိုက်နိုင်ပါတယ်။လှိုင်းမြေမှာမြမကန်ရနာတခြားနယ်ကလုံးပင်လယ်ပြင်တို့မှာ10ပေမှ12ပေကရှိနိုင်ပါတယ်။သို့ဖြစ်ပါ၍မိုးသီးထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝပေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေသများရှိကုန်းမြေဒေသအနီးတွင်နေထိုင်သူများအနေဖြင့်ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ အဆိုပါဒေတာများရှိကုန်းမြစ်ဒေတာအနေတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြေငယ်ချောင်းကန်များအနေတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှံမှုကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်ရင်းရေကြောင်းသွားလာ၏လေကြောင်းပြန်တမ်းရေးနှင့်ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပါရန်အသိပေးနှိုးဆော်အပ်ပါသည်ခင်ဗျာစလဘီစတေမာလာ30ရက်နေ့မနက်9:00နာရီဂျိုဒူးမှာရရှိတဲ့တပ်ပုံများအရယခုချိန်မှစ၍မိုးသီးထန်စွာရာသွမ်းမီဒေတာများမှာမလိုင်းတောင်သာပကန်းညောင်ဦး6ကြောက်ပရောင် စင်မြူကျုံရေနံချောင်းမကွေနှမောက်မျိုးတဲ့တောင်တွင်းမင်းလှဆင်မောင်ဝဲမင်းတုံတရက်ကံမပြီပောက်ခေါင်းတဲကုံပေါင်းတဲမြန်အောင်ကျိုးပင်ကောင်းမိုးညိုမင်းလှဟင်းဒရတာယာဝတီဖြူပဲနွယ်ကုန်းကညွတ်ကွဲကြောက်ကြီးရွှေချင်းကြောက်တကားညောင်လေးပင်ဩဒိုက်ဦးကြိုက်ထုတထုံဖန်အန်နဲ့မော်လမြိုင်ဒေသများပဲဖြစ်ပါれခင်ဗျာအထူးသဖြင့်ညာဒေသရှိ၆နှစ်ပြည့်နေကျေးရွာများအနေဖြင့်ညာဘက်မှာသတိထားရန်လိုအပ်ပါれအိပ်ပျော်နေစေအတွင်းရေကြီးနိုင်ပါれ ယခုမိုးဟာအရှိမအနောက်သို့ရွေ့ရှားမှဖြစ်ပြီးဧရာဝတီမြေအနောက်ဘက်ကမ်းဒေသများသို့ပုံတိုင်းလက်ကျန်ရှိပြီးမိုးများဝင်ရောက်လာခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးပုံတိုင်းမိုးတိထန်စွာရွာသွန်းခြင်းကြောင့်မြေရှည်ရှင်အခြေအနေသတိပေးချက်နဲ့မြေကြီးများကိုပြောပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာ။ယနေ့30ရက်6လ2025ရက်နေ့နနက်6နာရီခွဲချိန်တိုင်းထွာရေးရမြေကြီးအခြေအနေကိုတင်ပြပေးလိုက်ပါရယ်ခင်ဗျာ။မြေကြီးနားမြေဟာမနေ့ကညနေကနေ12နာရီတွင်ရှင်းလင်းမှာကပြန်ကြသွားပါရယ်။ မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့36.3ဒီဂရီဆဲလ်စီယပ်နဲ့ယနေ့အနေဆုံးပူချိန်ကတော့17.3ဒီဂရီဆဲလ်စီယပ်ဖြစ်ပါတယ်ခင်ဗျာမြေကြီးနားမြို့ဟာဆိုရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်800စင်တီမီတာ26ပေကအလိုမှာရောက်ရှိနေပါတယ်မြေအတက်ကြပုံမှန်နေထားကမှရှိနေမှာပဲထူးကဲမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာရာရီမြေထပ်ပိုင်းမှာမိုးဟအသင်းနဲ့ရှိနေပါမယ်ရပ်ပန်ရခိုင်ရာရီမြေဆုံထပ်ပိုင်းမှာနေရာခွက်ရေမိုးသီးထက်စွာရာသုံးခြင်းများကြောင့် မြေကြီးနားမြေကြီးကြာဆင်းနေရမှာပြန်တက်လာခြင်းအကျဉ်းချင်းဖြစ်ပေါ်နေဦးမှာ ဖြစ်ပါရခင်ဗျာစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောင်ပိုင်းစွန်းဒေသများနဲ့ AR မြစ်ထပ်ပိုင်းမေခမလိခမြဝမ်းဒေသများမှာမိုးဒိန်တောင်ဖြစ်ထွန်းမှုအားအသင့်တင့်ရှိနေပါမယ် AR မြေရိုးတစ်လျှောက်နဲ့ချင်းနယ်မြေရိုးတစ်လျှောက်မြေကန်းနီမြေနိဒေသများနဲ့မြေနုကျွန်းများမှာစာပြိုးလုံကင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ AR မြေကြီးကိုမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာ။ ဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ခင်ဗျာခန်းနိမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်ရှင်းလက်မကန်ထက်ကြသွားပါရယ်မုံရမြို့မြေဟာတလက်မကန်ထက်တက်ပြီးမုံရမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်တလက်မကန်ထက်တက်သွားပါရယ်ချင်းတွင်းမြေအထက်ပိုင်းမှာလက်တလုံးမိုးအားအနည်းငယ်မှအသင့်တင်ရှိနေပါမယ်ယခုရက်ပိုင်းတွင်ချင်းတွင်းမြေတို့ရှောက်မြို့များအားလုံးမှာအကြပဲ့သူဥတီနေဦးမှာဖြစ်ပါရယ်ချင်းတွင်းမြေအတက်ချပုံမှန်အနေထားကမှရှိနေပါမယ်ထူးကပ်မြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ ဟောင်းမလင်းဖောင်းပြန်မော်လိုက်ကလေးဝမင်းငင်းနဲ့ကဏီမျိုးတွေရဲ့မြင်းရည်များဟာတဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မော်ရွာမျိုးမြင့်ရဲ့အတက်ကြမရှိရက်တက်နေပြီးယနေ့နေ့လယ်ပိုင်းတွေမှာပြန်လဲကျဆင်းနိုင်ပါတယ်။ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေမှာလည်းဖြစ်ပါရယ်ခင်ဗျာ။ PR မြင့်ရဲ့အခြေအနေကိုဆက်လက်တင်ပြပေးမှာဖြစ်ပါရယ်။မော်မောင်မျိုးမြင့်ဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ယနေ့နေ့လယ်ပိုင်းမှာပြန်လဲမြင့်တက်လာနိုင်ပါရယ်။ရှေကူကသာထီးကြိုင်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်ဦးချောင်းအောင်လံပြည်စိတ်သာဟင်္ဒရာနဲ့ ဇလုံမျိုးရည်မြင့်ရင်များဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ ARD မြင့်ရင်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာ။ဒုကြမှုရှိလာရင်အချင်းနဲ့တပင်းညီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နောက်ထပ်ပြီးဒီကနေ့မိုးလေဝသအခြေအနေဘယ်လိုရှိမလဲ။ဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ရအောင်ပါ။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်သုံးလေအားကောင်းနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာမုတ်သုံးလေအားအသင့်နေရှိပါမယ်။တူကြတဲ့အခြေအနေကတော့ဒီကနေ့မိုးတဲ့ချိန်အထိခံမှန်းချက် ။မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကျကျဲနေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနံပြားမိုးထချုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကင်းပြည်နယ်မော်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ရွာရံရောင်နှုံးပြည့်ဖြစ်ပါရယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများရဲ့မိုးလေဝသခံမှန်းချက်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်ခင်ဗျာ။ နေပြည်တော်မှာနေရာကွက်ချမိုးထင်ချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ချမိုးထင်ချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ချမိုးထင်ချုံရွာပါမယ်။ပဲခူးမြို့မှာနေရာကွက်ချမိုးထင်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ချမိုးထင်ချုံရွာပါမယ်။ဟောမလေးမြို့မှာနေရာကွက်ချမိုးထင်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ချမိုးထင်ချုံရွာပါမယ်။ပသိမ်မြို့မှာနေရာကွက်ချမိုးထင်ချုံရွာပါမယ်။တဝဲမြို့မှာမိုးတရင်နေချိန်ထင်ချုံရွာပါမယ်။မြစ်ကြီးနားမြို့မှာနေရာကွက်ချမိုးထင်ချုံရွာပါမယ်။လိုက်ကော်မြို့မှာနေရာကွက်ချမိုးထင်ချုံရွာပါမယ်။ဖန်အံမြို့မှာမိုးတရင်နေချိန်ထင်ချုံရွာပါမယ်။ အားကားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လားရှုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တောင်ကြီးမြို့မှာမိုးထစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာမိုးထစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်ခင်ဗျာ။ဝေါ်ဒင်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကင်းပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာမိုးတိမ်အောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးဆိုပါမိုးတိမ်အောင်များရွေးချယ်ရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ခင်ဗျာမြောက်ပါပင်လယ်ပြင်မှာတော့မြောက်ဝချုံပေါ်မုံတမခွင့်မိုးနေနေနိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလုံပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်မိုးတဲ့လေပြင်းကြစဉ်ရေပြင်းပြင်းလေဟာတနအိကို35မိုင်အထိတိုက်ခိုက်နိုင်ပါတယ်။လိုင်းမြင့်မှာ မြဝကျွန်းပေါ်မုံတမခွေမော်တန်နေတိုင်းကန်ရတဲ့တခြားနိုင်ငံကန်လွန်ပင်လယ်ပြင်တို့မှာ7ပေမှ12ပေကန်ရှိနိုင်ပါတယ်။ကြံမြမပင်လယ်ပြင်မှာလှိုင်းတင်းတင်းမှလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြဆင်းရေပြင်းမြေပြင်းလေဟာတနအိကို25မိုင်မှမိုင်30တိတိုက်ခိုက်နိုင်ပါတယ်။လှိုင်းမြစ်မှာရခိုင်ကန်ရတဲ့တခြားနိုင်ငံကန်လွန်ပင်လယ်ပြင်တို့မှာ8ပေမှ10ပေကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှတ်ချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ။တရားရုံးတိုင်းဒေသကြီးတနင်္လာနေ့တိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးပူလာပါမယ်ခင်ဗျာ။နေပြည်တော်နဲ့ဤတို့အတွက်မနေ့ကမိုးတဲ့ချိန်ထိခမန်းချက်ကတော့မိုးတဲ့ချိန်နှစ်ချိန်ထိချုံရွာပါမယ်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဤတို့အတွက်မနေ့ကမိုးတဲ့ချိန်ထိခမန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာပါမယ်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်ဤတို့အတွက်မနေ့ကမိုးတဲ့ချိန်ထိခမန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာပါမယ်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်ခင်ဗျာ။ နောက်ဆုံးအနေနဲ့ရန်ကုန်တိုင်းအတွင်းမှာစက်တင်ဘာလ30ရက်နေ့မှအောက်တိုဘာလ5ရက်နေ့ထိမိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာအရှိန်အောင်ပင်လယ်ပြင်များမှာယခုတစ်ပတ်အတွင်းဖြစ်ပေါ်နိုင်တဲ့ထူးခြားမိုးလေဝသအခြေအနေတိုင်ဖုန်းမုန်တိုင်းဘူလန်ဟာစက်တင်ဘာလ28ရက်နေ့ည29ရက်နေ့နနက်စောပိုင်းမှာဗီယက်နမ်ကမ်းခြေကိုဖျက်ကျော်ပြီးစီးမှာဖြစ်ပြီးမုန်တိုင်းအတွင်းကြံများဟာလာအိုနိုင်ငံမှတစ်ဆင့်မြန်မာနိုင်ငံအရှေ့ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကိုစက်တင်ဘာလ29ရက်နေ့မှာစတင်ဝင်ရောက်လာနိုင်ပါတယ် စက်တင်ဘာလ30ရက်နေ့နဲ့အောက်တိုဘာလ1ရက်နေ့မှာရှမ်းပြည်နယ်တစ်ခုလုံးနေရာစိတ်စိတ်မိုးတချုံရွာပြီးရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာခွက်ရေမိုးကြီးနိုင်ပါမယ်။24ရက်အတွင်းမိုးရေချိန်လေးလက်မခန့်ရွာသွန်းနိုင်ပါတယ်။အောက်တိုဘာလ1ရက်နေ့မှာမုံတိုင်းအတွင်းကြက်များဟာကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပန်းတို့ရောက်ရှိပြီးအောက်တိုဘာလ1ရက်နေ့မှာကချင်ပြည်နယ်မြေကြီးနားမိုးကောင်းနံပါတီနဲ့စကိုင်းတိုင်းအထက်ပိုင်းဒေသများတွင်လကောင်းအောက်တိုဘာလ2ရက်နေ့မှာစကိုင်းတိုင်းအထက်ပိုင်းဒေသတွေနဲ့နာဂကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသတွေမှာလကောင်းနေရာစိတ်စိတ်မိုးရွာနိုင်ပြီး နေရာကွက်ရိပ်မိုးများနိုင်ပါတယ်။အော်တိုဘားလ9ရက်နေ့အထိဖိလစ်ပိုင်ကမ်းခြေမြောက်ပိုင်းကိုဖြတ်ကျော်တိုက်ခိုက်ပြီးတောင်တရုတ်ပင်လယ်အတွင်းသို့ဝေရောက်လာနိုင်တဲ့မုန်တိုင်းတစ်လုံးထပ်မံဖြစ်ပေါ်လာနိုင်ကတောင်တရုတ်ပင်လယ်အတွင်းအနောက်ဗီယက်နမ်နိုင်ငံဘက်သို့ဆက်လက်ရွေ့လျားနိုင်ကြောင်း ECMWF GFS စရတဲ့သင်္ချာပုံစံဆက်ပြုမော်ဒယ်များမှကြိုတင်ခန့်မှန်းချက်များရရှိပါရစေ။ရန်ကုန်တိုင်းတွင်နေ့စဉ်ဖြန့်မြစက်တင်ဘာလ30ရက်နေ့မှအောက်တိုဘာလ9ရက်နေ့အထိ9ရက်အတွင်းရွာသွန်းနိုင်တဲ့မိုးရေကြီးများကို ပြောပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာစတေမာလာ30ရည်နေပါကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းမှာဖြစ်ပေါ်လာနိုင်တဲ့လေပွေလိုက်မှဘင်္ဂလားပင်လယ်အော်အလဲပိုင်းသို့ရွှေ့ရှားပြီးပုံမအကောင်းလာကအနည်းဆုံးလေပြားနဲ့ရံဝန်ဖြစ်လာနိုင်ပြီးမုတ်တုံပုံမအကောင်းလာနိုင်သဖြင့်ရန်ကုန်တိုင်းအတွင်းဖြန့်မြခြင်းအပြင်ခုနှစ်ရက်အတွင်းမိုးရေချိန်လေးလက်မမှခုနှစ်လက်မခန့်အထိရွာသွန်းရရှိနိုင်ပါတယ်ရန်ကုန်မြောက်ပိုင်းမှာမင်္ဂလာတုံမော်ပြီးလေကူတိုက်ကြီးစရဲမြို့နယ်ခရိုင်တွေမှာရန်ကုန်တောင်ပိုင်းခရိုင်၃ကဒလကွန်ညံကုန်းစရဲမြို့နယ်များမှာခုနှစ်ရက်အတွင်း မိုးရင်ချိန်6လက်မမှ9လက်မဝန်းကျင်ကရန်ကုန်အနောက်ပိုင်းတွန်တေးကုံမှုခရိုင်တွေမှာ9ရက်တွင်းမိုးရင်ချိန်လင်းလက်မမှ6လက်မကန့်ရန်ကုန်အစီပိုင်းမှာမြို့နယ်ခရိုင်တွေမှာ9ရက်တွင်းမိုးရင်ချိန်9လက်မမှ9လက်မကန့်အသီးသီးရွာ3ရရှိနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပေးကြရတဲ့ပရိသတ်များအားလုံးကိုစိတ်နှဖျားချမ်းမာရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ